တဝဲတက္ကသိုလ်ကျောင်းသားများတမကကအဆောင်ရွက်နေတဲ့ပညာရေးလုပ်ငန်းတွေမှာအသုံးပြုဖို့ပန်းများဝေစီအမိညီမဟီအမိနဲ့ရဘုံငွေရှောက်ဖွေးရေးစီစဉ်ပြုလုပ်နေလို့တဝဲတက္ကသိုလ်ကျောင်းသားများတမကစီကတီးရပါတယ်။အဲ့ဒီရဘုံငွေရှောက်ဖွေးရေးစီစဉ်ကိုစက်တင်ဘာလ28နေ့ကနေအောက်တိုဘာလ28နေ့ထိတလတာပြုလုပ်ဖို့ရထားပြီးရဘုံငွေကျပ်သိန်း80လောက်ရရှိဖို့မျှော်မှန်းထားတယ်လို့ဆိုပါတယ်။ အစီအစဉ်မှာပါဝင်လူသူတွေအနေနဲ့ဒဝဲတက္ကသိုလ်ကျောင်းသားများတမကရဲ့လူမှုကွန်ရက်စာမျက်နှာကနေဆက်သွယ်ပါဝင်နိုင်လို့တမကစီကသိရပါဗျ။ဒဝဲတက္ကသိုလ်ကျောင်းသားများတမကဒဝဲခရိုင်အတွင်းညပြည့်ကျောင်းတကျောင်းဖွက်ကကျောင်းသား80လောက်ကိုချီခံပညာသင်ကြားပေးနေပြီးအစမြင့်ပညာရေးအတွက်ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်မှုတွေပြုလုပ်နေတယ်လို့တမကရဲ့တာဝန်ရှိသူကပြောပါတယ်။ပညာသင်ကြားပေးမဲ့ဇေဒနာပေါ်ထွန်းအခက်အခဲရှိလို့လာရောက်ကူညီလူသူတွေအနေနဲ့တမကကိုတိုက်ရိုက်ဆက်သွယ်နိုင်ပြီး စီတနာဝထန်တွေကိုအခြေခံခန်းစားခွင့်နဲ့လုံခြုံရေးစီစဉ်ပေးမှာဖြစ်တဲ့အကြောင်းတာဝန်ရှိသူတွေကဆိုပါတယ်။မြေပြင်ကျောင်းအပြင်လူငယ်ဖို့ပြရေးစီစဉ်ပြီးကွန်ပျူတာအခြေခံနဲ့စေဥတုညောင်ပြူတင်ဒန်းတွေကိုပလက်ထားပြီးအသက်မွေးဝမ်းကြောင်းနဲ့ဆက်ဆက်တဲ့တင်ဒန်းတွေကိုလည်းအွန်လိုင်းပလက်ဖောင်းတွေကတင်ယူနိုင်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။